ချင်းပြည်နယ်မြကြီးနားမြို့အေယာဝတီမြို့ရဲ့ဆယ်ပင်နီးပါးမြင့်တက်လာတာဟာဖျားပြင်းငနေနဲ့မဆိုင်ပဲရာသီဥတုဖောက်ပြန်မှုကြောင့်သာဖြစ်တယ်လို့ပညာရှင်တွေကပြောပါတယ်။အေယာဝတီမြို့ရဲ့ဟာ AB 23ရက်မနေ့6နိုင်ခွဲမှာ263စင်တီမီတာပဲရှိခဲ့ရာကနေ24ရက်ညနေ6နိုင်ခွဲမှာ968စင်တီမီတာတိမြင့်တက်လာပြီး36နိုင်ရဲ့အတွင်းဆယ်ပင်နီးပါးမြင့်တက်လာတာကြောင့်မြုပ်ကန်တွေကစိုးရိမ်နေကြပါလေ။ကချင်ပြည်နယ်မြကြီးနားမြို့အေယာဝတီမြို့ရဲ့ဆယ်ပင်နီးပါးမြင့်တက်လာတာနဲ့ပတ်သက်လို့ ဘူမိပေဒါဆိုင်ရာသုတေသည်ဦးစန်းလင်းကအခုလိုရှင်းပြပါဗျ။လက်ရှိပေါ်ပြီးခဲ့တဲ့တရနေ့ကပေါ့နော် ARD မြေဟာမြကြီးနားမှာပိုးလာတယ်ပေါ့နော်။ဒီလိုပိုးလာတဲ့အကြောင်းရင်းကမချက်ပေါ့။လေဝေလိုင်းတွေကြောင့် ARD မြေစုံတဲ့ဒေသမှာဘိုးတွေတဲထန်စွာရွာသွန်းမှုနော်။ဒါကတော့ခိုင်မာတဲ့အကြောင်းရင်းတစ်ခုပေါ့။နောက်တစ်ခုကတော့ကျွန်တော်ဒီမြေမွေနာကနေရေကဲစင်းနေအရင်ကြုံမှုကြောင့်ဆိုပြီးတော့လည်းတချို့ကဆူထားပါတယ်။ ဒါပေမဲ့ကျွန်တော်တို့မနေ့ကညနေသားကနေစပြီးတော့ဒီနေ့အနက်9:00နာရီအထိမှာသို့ရဒီစင်တီမီတာ10စင်တီမီတာဟောက်ပေါ့နောက်10စင်တီမီတာဟောက်ကိုတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ကျလာတယ်အဲနောက်ပြီးတော့ဟိုလိုဒါမှမဟုတ်ကောလာဟာလာကျတော့ကြီးရီမတရားကြီးတိုးပြီးတော့ဒီရမ်းမျိုးရေလွှမ်းသွားမယ်ဆိုပြီးတော့ကောလာဟာလိုက်တဲ့လူမျိုးတော့ရေလွှမ်းစရာအကြောင်းတော့မရှိဘူးအခုလိုမြင့်ရင်မြင့်တက်လာတာဟာမြကြီးနှမ်းမျိုးထပ်ပိုင်းကဆမ်ပရာဘွန် မကြမ်းဘောပူတာဦးစားတဲ့မြို့တွေမှာဝေရသမှုမြပြတ်နေမှုကြောင့်ဖြစ်နိုင်တယ်လို့ပူချိန်မြင့်တက်လာတဲ့အတွက်ရေခဲတောင်တွေအေးပြာကြောင့်လည်းဖြစ်နိုင်တယ်လို့မြကြီးနားမြို့ကတွေကသုံးသပ်နေကြပါတယ်။ဝေရသမှုတွေဟာ AB 23ရက်ကမကြမ်းဘောမြို့3.35လက်မပူတာဦးမြို့3.32လက်မနဲ့မြကြီးနားမြို့မှာ3.16လက်မဝေရင်တည်တည်ရှိခဲ့တာကြောင့်သာအေယာဝတီမြင့်ရင်မြင့်တက်လာတာဖြစ်ပြီးအေယာဝတီမြောင်းတစ်ချောင်းနေထိုင်ကြသူတွေအနေနဲ့အခုကတည်းကကျွတ်တင်ပြင်ဆင်နေထိုင်ဖို့ ဘူမိပေဒဆိုင်ရာသူတည်တီဦးဆန်းလင်းကအခုလိုတတိပေးစကားပြောပါတယ်ငလင်းနဲ့ပတ်သက်ပြီးဖြစ်တဲ့အကြောင်းတော့ဟောပါဦးဒါကျွန်တော်တို့ဒီအချိန်ကမဟုတ်ရွာသွန်းနဲ့မိုးရေမိုးရေချိန်ရောက်မှာဟောကြားကျွန်တော်တို့ကဒီမိုးရွာချိန်ဒီပူတာကိုဒီကပေါ်ထပ်ပါမှာမိုးရေတဲတဲ့တော့နှလုံးမပေါ့တရက်တည်းမှာနှလုံးမကျွန်တော်ရွာမိတဲ့အတွက်ကျွန်တော်တို့မိုးရွာတော့ဒီဒီမိရေတူတာချက်ဖြစ်မှာ ။အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဗီဒီယိုလူလူနဲ့ဒီဟိုကျွန်တော်တို့ဗမာပြည်နယ်ပိုင်းဒီအော်ဒီမီကမ်ပေးမှာကျွန်တော်တိုင်းကျိုးနဲ့ဆိုင်ထားတဲ့တောင်တို့တွေကတော့တချို့ကတော့လေဒီမြေတပ်မှုကြောင့်တချို့ဒီညာလေးတွေဆုံးရှုံးမှုတွေတော့ဖြစ်ခဲ့တယ်လို့လည်းကျွန်တော်တို့သိရတယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ဟိုမိုးရင်းကာလမှာပဲကျွန်တော်တို့ကနောက်ထပ်ဓမ္မမျိုးရေးကြည့်တဲ့အနေအထားတစ်ခုကိုကျွန်မနိုင်တယ်။ဘလုံးတယ်နေသားမှာတော့ဘုရားတော့မရှိပါဘူးလို့ပဲကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့ဆရာ မြကြီးနာမြို့ရဲ့အေယော်ဒီမြေဆိုရင်ရေမဟာ1200စင်တီမီတာဖြစ်ပြီးမြေတမှုကြောင့်9ရက်အတွင်းဗမော်ရွှေကူကတာတပေချင်းမြို့တွေမှာ9ပေမှာ6ပေခွဲကန့်9ရက်မှ10ရက်အတွင်းမန္တလေးစကိုင်းမြင်းမှုပခုတ်ကူညောင်ဦးမြို့တွေမှာ၄ပေခွဲမှ9ပေခွဲခန့်10ရက်မှ13ရက်အတွင်း6မင်းဘူးမကွေးအောင်လံပြည်စိတ်တာဟင်းဒရာဇလွန်မြို့တွေမှာ၃ပေခွဲမှ၄ပေခွဲခန့်မြေတွေအတိအကျမြင့်သက်လာနိုင်တယ်လို့စစ်ကောင်စီရဲ့မူဇလကသတိပေးထားပါတယ်